ယ်။နာဇီစစ်သားနှစ်ယောက်ကစပိမန်ရဲ့အဖေပလက်ဖောင်းပေါ်မှာလမ်းလျှောက်နေတာကိုပါတားခဲ့ပြီးစပိမန်ရဲ့အဖေကပြန်ပြောတော့စစ်သားတစ်ယောက်ကသူ့ရဲ့မျက်နှာကိုထိုးကျိတ်ခဲ့ပါတယ်။ဂျူးမီသားစုတွေကတော့မျိုးရဲခနေနာဇီတွေအသက်ဆောက်ထားတဲ့နေရည်ကာရန်ထားတဲ့နေရာတစ်ခုကိုပြောင်းရွှေ့နေတိုင်းမှုဖိအားပေးခံခဲ့ရပါတယ်။အလိုနယ်ပဲအခြေအနေတွေကပိုပြီးဆိုးရွားလာခဲ့ပါတယ်။စစ်ပွဲမတိုင်ခင်ကလူချမ်းသာမိသားစုဖြစ်တဲ့စပိမန်တို့မိသားစုအတွေ့တော့ပုံမပြတ်ပန်းမပြတ်ဖြစ်ခဲ့ပြီးအစာရေစာခေါင်းပါကရောခတ်ပူတွေပြန့်နှံ့နေတဲ့နေရာမှာနေထိုင်ရတဲ့တခြားဂျူးမီသားစုတွေနဲ့ရှင်ရင်တော့သူတို့ကအခြေအနေကောင်းခဲ့ပါတယ်။စပိမန်နဲ့သူညီဟန် ရစ်တို့ကပတ်စံရှာဖို့အတွက်စာအုပ်တွေကိုရောင်းခဲ့ပေမဲ့ဘသူကမှမဟုတ်ခဲ့ကြပါဘူး။နောက်တစ်ခါမှာတော့ဂျူးလူမျိုးရဲတယောက်ဖြစ်ပြီး Henry ရဲ့တငယ်ချင်းဖြစ်တဲ့ Heller ကသူတို့အိမ်ကိုအလဲလာခဲ့ပြီး Payman တို့ကိုဂျူးစစ်တပ်ထဲဝင်ကသူတို့မိသားစုကိုကယ်တင်သင့်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်း Henry ကသူတို့လူမျိုးတွေကိုရိုက်နှက်ပြီးတော့ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံနိုင်တဲ့အတွက် Heller ရဲ့ကမ်းလှမ်းချက်ကိုညှင်းဆုပ်ခဲ့ပါတယ်။ Payman ကလည်းသူ့မှာလှုပ်ရှားရှိတဲ့အကြောင်းပြောကညှင်းဆုပ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ Payman ကရက်ွက်ထဲကဂျူးလူချမ်းသာတွေလာစားတဲ့စားသောက်ဆိုင်တစ်ခုမှာဆန်နီယာတိခတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရက်ွက်ထဲကအခြေအနေတွေကပိုဆိုးလာကဂျာမန်စစ်သား ားတွေရဲ့အကြမ်းဖက်မှုနဲ့ယောဂပုံမှန်ပြန့်နှံ့မှုတွေကြောင့်ဂျူးလူမျိုးတွေကနေတိုင်းတည်ဆုံနေခဲ့ရပါတယ်။ပေမန်ကသူ့အလုံမှမပြောတော့ဘဲသူတို့လူမျိုးတွေအတွက်တခုခုလုပ်ပေးခြင်းနေခဲ့ပါတယ်။အလုံပြီးတော့စပိန်မန်ကနာဇီတွေကိုတော်လှန်ဖို့တရားမဝင်တဲ့ဒင်းစာတွေဖျက်နဲ့တငယ်ချင်းဟောင်းတယောက်ကိုတွားတွေ့ခဲ့ပါတယ်။ဒါပေမဲ့လည်းဂီတာသမားတွေကတော်လှန်ရေးနဲ့လူတို့ကိုစီးယုံမဲဆဲရေးမှာအားကြီးညံ့နေဆိုပြီးသူ့တငယ်ချင်းကသူ့ကိုညင်းဆိုလိုက်ပါတယ်။အိမ်ပြန်လမ်းမှာတော့စပိန်မန်ကနာဇီစစ်သားတွေရိုက်တာခံနေရတဲ့အတွက်နေရန်အောက်ကထွက်ပြေးဖို့ကြိုးစားနေတဲ့ကောင်လေးကိုဝန်ခံခဲ့ပါတယ်။ကံမကောင်းစွာပဲကောင်လေးကတတိလက်သွားခဲ့ပေမဲ့စပိန်မန်ကသူ့ကိုအောင်မြင်စွာဆွဲထုတ်နိုင်ခဲ့ပါ